ကောတောင်းရန်ကုန်လေးလက်မှတ်တစ်စောင်ကို6သိန်းနီးပါးခုတ်တက်သွားတယ်လို့ခီတွားအချို့နဲ့လေးလက်မှတ်အယောင်ဌာနတချို့စီကသိရပါဗျ။ကောတောင်းရန်ကုန်အမှတ်၈ပြီးထောက်စုလမ်းပိုင်းမှာစစ်နာရှိတန်တဲ့ဒေါ်လာတက်တို့စင်ရင်တင်းမှနေပြီးမကြာခဏအလန့်ပိတ်ဆို့မှုတွေကြောင့်ခီတက်တွေကလေးချောင်းကိုပို့ပြီးအထုပ်ပြုတ်သွားလာနေကြရတာပါ။ဒါကြောင့်လေလက်မှတ်ဈေးလဲတက်လာပြီးစစ်တင်ပါလာဒုတိယအပတ်ကစလို့လက်မှတ်တစ်ဆောင်ကို7သိန်းခွန်းလောက်ကနေ8သိန်းခွန်းလောက်ထိမြင့်တက်သွားတယ်လို့တင်းတော်ရိုက်တိုင်းထက်ကလေလက်မှတ်အယောင်ဌာနဝါထန်တိုးကပြောပါတယ် ကော့တောင်းရန်ကုန်လမ်းမရှိတဲ့မြိတ်ကော့တောင်းလမ်းမတစ်ချောင်းမှာဆက်နရှိတဲ့စစ်စေးဂိတ်တွေကလည်းအရင်ကတည်းကအစစ်စေးပုံမတွေကျလာပြီးဂိတ်ကြီးလည်းပို့ပေးဆောင်နေရတာတွေကြောင့်လေးချောင်းနဲ့ခီးတွားလာသူတွေပုံများလာကြတာပါလက်ရှိမှာကော့တောင်းရန်ကုန်ခီးစဉ်အတွက်ခီးတက်တူကို7.3သိန်းခွဲဝေါ်တင်ကော့တောင်းမြိတ်အတွက်တူကို7.4သိန်းဝေါ်တင်စေပေါင်းနေတယ်လို့လေလင်းမအယောင်ဌာနတချို့စီကသိရပါဗျ။